အလုံးပဲမင်္ဂလာပါရှင် Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မူလဝတ္ထနဲ့ဇလဗီယာညွန်ကြားမှုအစီဌာနကဒီကနေ့2025ခုနှစ်နိုဘာလ16ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မူလသားခမန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။အထူးမူလဝတ္ထနေ့ဖြင့်ဒီတစ်ပတ်တွင်စောင်းမုံတုံလေးအာကောင်ချင်းကြောင့်မူထစ်ချုံရခြင်း၊လေတိုင်တုံများခြင်းစတဲ့ရာသီဥတုဖောက်ပြန်နိုင်တဲ့သတင်းထူများနဲ့ဆိုက်ကလုန်းမုန်တိုင်းအသစ်တစ်ခု ဖြစ်နိုင်ခြေမြင်မာနေတဲ့အခြေအနေများကိုတင်ဆက်ပေးသွားမှာ ဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်။ပထမဆုံးအနေဖြင့်ပလဲပြင်းမထူစားသည့်မူလသားအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယခုရသက်သက်အတွင်းအရှိန်မြမုတ်တုံလေးခွန်စာမုတ်တုံလေးအားကောင်းနေပါမယ်။စာမုတ်တုံလေးသည်နှစ်စဉ်ဒီဇင်ဘာလမှဧပြီလတွင်အာရှအရှိပိုင်းဒေသများရှိလီဗီယာနိုင်ငံဝင်တို့၏တွန်းအားများကြောင့်အရှိန်မြအရမအနောက်တောင်ရဲ့သို့ဦးတည်တိုက်ခလာသော တိုက်ခလာပြီအရှိတောင်အာရှဒေသများကိုဖျက်ချောကမြန်မာနိုင်ငံရှိပိုင်းနဲ့တောင်ပိုင်းအစွန်ထိရောက်အောင်တိုက်ခတ်သည့်အင်းများ၆တိတော်လေးဖြစ်ပါတယ်အယ်နီညိုလာနီညာနဲ့ IOD ဖြစ်စဉ်များဖြစ်သည့်နှစ်များတွင်ဇန်နဝါရီလမှဧပြီလတွင်အရှိဘက်မှဝင်ရောက်လာသောအာကောင်းသည့်လေအီစီကြောင်းနှင့်ပင်လယ်ပြင်မှဝင်ရောက်လာသော အာကောင်းသည့်လေအီစီကြောင်းများနှင့်ရေခိုးရင်ငွေများပါဝင်သည့်တိမ်တိုက်အနေငယ်နှင့်ထိတွေ့ကာ မိုးထစ်ချုံရခြင်းလေတိုက်နှုံများခြင်းစသည့်ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းများကိုကြုံရတတ်ပါသည်။ဘင်္ဂလားပလင်အတောင်ပိုင်းမှာလေပွေလိုင်းများဆက်လက်ဖြစ်ပေါ်နေနိုင်ပြီးနိုဝင်ဘာလကုန်ရက်များတွင်လေပြင်းအနေရဝင်မှပုံမအားကောင်းလာပြီးမုန်တိုင်းအဆင်ရောက်လာနိုင်တော်လဲ။ဆိုင်ကလုန်းမုန်တိုင်းအဆင်ရောက်ရှိရန်မှာမတိချသေးပါ။ ECMWF model မှာစူတင်ခံမှန်းချက်များအရနိုမာလာ23ရက်နေ့တွင်ဘင်္ဂလားပလင်အော်တာမိုင်း၌ ဆိုက်ကလုန်းမွန်တိုင်းဖြစ်နိုင်စေ90ရာခိုင်နှုန်းရှိကြောင်းတရားပါတယ်။ဆက်လက်မွန်တိုင်းလက်ကျန်းမှုတည်ထန့်စွာရသွင်းခြင်းကြောင့်မြေကြီးချင်းတတိပိချက်များနဲ့မြေကြီးချင်းများကိုပျော့ပြပေးသွားပါမယ်။ယနေ့16ရက်17လ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းတာချက်မြေကြီးချင်းနေတင်ပြပေးလိုက်ပါတယ်။မြကျိနာမြေတလမခန့်ထက်ကြအမေကညနေမှ7နိုင်တွင်မြကျိနာမြို့ဤမေကမြင့်ဆုံးပူချိန်37.3ဒီဂရီစင်တီဂရိတ်ယနေ့အနည်းဆုံးပူချိန် 15.5ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်ရှင်။မြေကြီးနားမြေသည်ဆိုရင်မဲ့1200စင်တီမီတာလို့ရရှိရန်919စင်တီမီတာ P30 ခန့်အလိုရင်းရရှိနေပါတယ်။မြေအတက်ကျပုံမှန်နေထားခန့်မှာရှိနေပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဧရာဝတီမြစ်အထက်ပိုင်းမှာမူအားနှဲငယ်ရှိနေပါတယ်။ရံဖန်ရံခါဧရာဝတီမြစ်စုံအထက်ပိုင်းမှာနေရာကွက်၍မူသေးထန်စွာသွင်းခြင်းများစတိုင်းနေပါလာနိုင်ပါပြီ။ စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အီအော်ဒီမြင့်အထက်ပိုင်းမိခါမြင့်နဲ့မလိခမြင့်ဝန်ဒေသများမှာမိုးထိပ်တောင်ဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။အီအော်ဒီမြို့တခြားနဲ့ချင်းနမြို့တခြားမြကန်းနီမြင်းနေဒေသများနဲ့မြင်းနုစုများတွင်စိုက်ပျိုးလောက်ကိုင်းနီထိုင်ကြသောတောင်သူများနှင့်ရေလုံသားများအီယာဝတီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်မယ့်အတွက်တင်ပြပေးလိုက်ပါရစေ။ ချင်းရင်းမြေချင်းနီခန္တီမြေရင်နလမခန်ထက်ကြောင့်နေကညနေမှ12နိုင်တွင် မုံရမြေရင်တုံလမခန်ထက်ကြောင့်နေကညနေမှ12နိုင်တွင်ခန္တီဟုံမလင်းဖောင်ပြေမျိုးနဲ့မော်လိုက်မျိုးတို့မြေရင်မှာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါတယ်ကလေးဝမင်းကင်းကနီနဲ့မုံရမျိုးတို့မြေရင်မှာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါတယ်အီယာဝတီမြေရင်ချင်းနီဖမောရှိကူကတာထီချိုက်တဲ့ပိတ်ချင်းမန္တလေးစကိုင်းမြင်းမူ ညောင်ဦးပခုတ်ကူချောင်းမင်းဘူးမကွေအောင်လန်းပြင်းစိတ်သာဟင်္သာမျိုးနဲ့ဇလိုမျိုးတို့မြင်များပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။အရာဝတီမြင့်မြင့်တမှုကို24နိုင်ဆောင်ကြည့်တင်ပြပေးနေပါရရှင်။ထူခြားမှုရှိလာရင် အချိန်နဲ့တပြင်းကြီးတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးအခါလုံးမှုများဆက်လက်ရှိနေနိုင်ချေသတိပေးချက်များကို တင်ပြပေးပါမယ်။လက်ရှိရာသီဥတွေအချိန်နဲ့ရွက်တိွက်ကြနိုင် အနေငယ်စီဝါသွန်နိုင်သောမူအခြေအနေများဆက်လက်ရှိနေနိုင်သည့်ကြောင့်တည်ရရှိထားပါသည်။အဆိုပါမူများသည်ငွေရေးချိန်များပြားမည်မဟုတ်ပေ။စုံယုံလောက်တန်ရသွန်နိုင်မည်ဟုခံမှန်းရပါသည်။သို့တော်လည်းယခုကဲ့သို့သော အခါလုံမူများသည်စပါလန်ချင်းနှင့်ဆာလန်ချင်းလုံငန်းများလောက်ကင်နေသူများအတွက်မူခေါင်းခဲစရာချင်းနည်းများဖြစ်စေနိုင်သောကြောင့်တတိထားကြပါရဲ့အကြံပြုအပ်ပါရရှင်။ဆက်လက်ပြီးတော့ မူလဝဒနှင့်ဇလားပြညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသောနိုင်စင်မူလဝဒအခြေအနေကိုတင်ပြပေးပါမည်။ဘင်္ဂလားပလင်အခြေအနေဘင်္ဂလားပလင်အမြောက်ပိုင်းတွင်အများအားဖြင့်သာနေပြီးကပလီပလင်ပြင်တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေကကျန်ဘင်္ဂလားပလင်အော်တွင်တိမ်သင့်တင့်မှတိမ်ထူထန်နေပါသည်။ဒီကနေ့နံနက်ထိခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီးနှင့်အရာဝတီတိုင်းဒေသကြီးတို့တွင်နေရာကျကျနေပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထစ်ချုံရမည်။ရွာရရနှုံး80ဖြစ်ပါတယ်။နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအပိုင်းနဲ့ရခိုင်ပြည်နယ်တို့တွင်အများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်တိမ်ထင်တဲ့ဖြစ်ထွန်းပါမည်။ဒီနေ့မွန်တဲချိန်ထိခမန်းချက်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အီယော်တီတိုင်းဒေသကြီး၊သတင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာကွက်ကြားမူထစ်ဆောင်ရမည်။ရွာရရနှုံး80ဖြစ်ပါသည်။နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင်အများအပြားသားရပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်တင်တဲ့တက်ဖြစ်ထွန်းပါမည်။ရန်ကုန်ကပိုင်းနေရာကွက်ကြားမူထစ်ဆောင်ရမည်။မန္တလေးအများအပြားသားရမည်။ဘကုနေရာကွက်ကြားမူထစ်ဆောင်ရမည်။ မကွင်းအများအဖြစ်သားရမည်။ဟုံမလဲတိမ်တင့်တဲ့ဖြစ်ထမ်းမည်။မုံရွာအများအဖြစ်သားရမည်။ပသိမ့်နေရာကွက်ကြားမှုထစ်ချုံရမည်။ဓာဝဲနေရာကွက်ကြားမှုထစ်ချုံရမည်။မြကြီးနာတိမ်တင့်တဲ့ဖြစ်ထမ်းမည်။ရိုက်ကောတိမ်တင့်တဲ့ဖြစ်ထမ်းမည်။ဖအန်းနေရာကွက်ကြားမှုထစ်ချုံရမည်။ဟာခါတိမ်တင့်တဲ့ဖြစ်ထမ်းမည်။မော်လမြိုင်နေရာကွက်ကြားမှုထစ်ချုံရမည်စစ်တွေအများအပြားသားရမည် လာရှူတိန်သိမ့်တဲ့ဖြစ်ထွန်းမြည်တောင်ကြီးတိန်သိမ့်တဲ့ဖြစ်ထွန်းမြည်ကျိုင်းတုံတိန်သိမ့်တဲ့ဖြစ်ထွန်းမြည်မြမပလဲပြင်းလိုင်းသိမ့်တဲ့ရှိမြည်လိုင်းမြင်မှာမြမကယ်ရန်တရှောင်းနဲ့ကလွန်ပလဲပြင်းတို့တွင်ငါးပေမှာရှိပေခန့်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခံမှန်းချက်တင်းထိုင်တိုင်းဒေသကြီးတွင်နေရာကျဲကျဲမှုထစ်ဆောင်ရနိုင်ပါတယ်ဒီပြောင်းနေဒီတစ်ဝိုက်အတွက်မနက်ဖြန်မှတဲချိန်ထိခံမှန်းချက်အများအားဖြင့်တာယာမည် ရန်ကုန်မြို့နယ်နေတဝိုက်အတွက်မနက်ဖြန်မွန်တိချင်းတီခံမှန်းချက်နေရာွက်ကြောင့်မူးထစ်ုံရမည်ရွာရန်ရနုံ80ဖြစ်ပါတယ်မန္တလေးမြို့နယ်နေတဝိုက်အတွက်မနက်ဖြန်မွန်တိချင်းတီခံမှန်းချက်အများအားဖြင့်တာယာမည်နောက်ဆုံးနေ့ဖြင့်ရှမ်းပြည်နယ်နိုမာလာ15ရက်နေ့မှနိုမာလာ21ရက်နေ့ထိဝန်လေဝသအခြေအနေများကိုတင်ပြပေးပါမယ်ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်တွင်မူးရသွန်းနိုင်မည်အခြေအနေရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးညောင်ရှိမြို့နယ်များတွင် နံပါတ်၁၈ရက်နေ့၌မူရီချင်းအနေငယ်၂၄နှစ်မူရီချင်းတုံညတရမလီလမ်းမှာခံသာရွာနိုင်ချေရှိပြီးကြံ့ရက်များတွင်မူရွာတနိုင်ချေမရှိပါဟုတ်ကဲ့ပါရှင်ခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနောက်ဆက်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမာရှင်လန်းကြပါစေရှင်ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်